ထိုင်းနိုင်ငံတောင်ပိုင်းဆုံကလာဆိုင်ဟရိုင်မြို့နယ်နဲ့ပတ်ဝန်းကျင်ဒေသတွေမှာနိုဝင်ဘာလပထမပတ်ကစပြီးမိုးတီထန့်စွာရွာသွန်းမှုနဲ့ရာသီဥတုဆိုးရွားမှုကြောင့်ရေကြီးရေလျှောက်မှုများဖြစ်ပွားခဲ့ရာအဲ့ဒီဒေသမှာအလုံးလောက်ကင်နေကြတဲ့မြန်မာနိုင်ငံသားရွှေ့ပြောင်းလို့တမထောင်နဲ့ချီပြီးရေဘေးဒဏ်တင်ခဲ့ကြောင်းသိရပါတယ်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီအလုံးသမားဝန်ကြီးဌာနဟာရေဘေးတဲ့ဒေသများမှာရှိတဲ့မြန်မာရွှေ့ပြောင်းလို့တမများရဲ့ အရေးကြီးလိုအပ်ချက်များကိုကိုညီထောက်ပံ့ပေးခဲ့ပါတယ်။ဝန်ကြီးဌာနကစီစဉ်ပေးပို့ခဲ့တဲ့အထောက်ပံ့ပစ္စည်းတွေကတော့ဆန်၊စီစာ၊တောက်သုံးရည်တန်အသင့်အစားအစားအစာတွေဖြစ်တဲ့ခောက်ဆွဲကြောက်၊ဘီစကစ်စသည်တို့နဲ့အခြေခံဆေးဝါးတန့်ရှင်းရေးသုံးပစ္စည်းများစသည်တို့ပါဝင်ပါတယ်။ကိုညီပစ္စည်းများကိုထိုင်းနိုင်ငံအတွင်းမှရှိတဲ့မြန်မာအတိုင်းဝိုင်းခေါင်းဆောင်များအလုတ်သမားတမကများစေတနာဝန်ထမ်းအဖွဲ့များနဲ့ပူးပေါင်းပြီးရေဘေးတံအပြင်းထန်ဆုံးခံစားနေရတဲ့ ဟရယာမြို့နယ်အတွင်းမှာရှိတဲ့ဆက်ယုံဆောက်လုပ်ရေးစခန်းနဲ့ရာသီလုံသားများနေထိုင်ရာစခန်းများကိုတိုက်ရိုက်တွားရောက်ဖြန့်ဝေပေးနိုင်ခဲ့ကြောင်းသိရပါတယ်။ UNG အလုံသမားဝန်ကြီးဌာနရဲ့တာဝန်ရှိသူတို့ကကျွန်တော်တို့ရဲ့ညီကုံမောင်နှမတွေဘေးဒုက္ခရောက်နေချိန်မှာဘယ်နေရာမှာပဲရှိရှိကူညီဖို့တာဝန်ရှိတယ်လို့ယူဆပါတယ်။ဒီဒီချိန်လဲအမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့လို့ဝမ်းမြောက်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ က်ရှိမှာလည်းရေဘေးတံကနေပြန်လည်ထူထောင်ရေးနဲ့နောက်ထပ်လိုအပ်မှုတွေကိုဆက်လက်စောင့်ကြည့်လျက်ရှိပြီးလိုအပ်ရင်ဒုတိယအထောက်ထောက်ပံ့မှုများဆက်လက်ပို့ဆောင်သွားမှာဖြစ်ကြောင်း NUG ရဲ့ဝန်ကြီးဌာနဘက်ကအသိပေးထားပါတယ်ရှင်။